မင်္ဂလာပါရှင်။မုံဝင်ကျောင်းတို့ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမင်းဟိန်ခန့်ဥတ္တဒီပရဲ့မရဏရွာသူဆိုတဲ့ဇလန်လေးရဲ့ပိုင်းငါးကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။တောင်တော်ရွှေပုတ်ပါ။နဝင်သိဤဒေါ်ပုတ်ကရေကျော်ရွာကထွက်သွားပြီဖြစ်တဲ့ကျော်စုံးနဲ့ထိန်ရှားတို့နောက်ကို မော်ရတီကြီးနိုင်ခဲ့တယ်။အရွေရန်လေးရှားပြီးမှဒေါ်ပုတ်တော်လေးမောနေတယ်။နေကြပါဦးဆရာတို့ရဲ့။ဒီလိုអော်ပြီးတော့လိုက်တာကြောင့် ဇယံတယောက်လေးစောင့်ပေးကြတယ်။ဒေါ်ဘုတ်ကရေကြောရွာမှာမွေးပြီးရေကြောရွာမှာပဲကြီးပြင်းခဲ့တော့ရွာကိုချစ်ပြီးတန်ရုံးစင်ရှိသူလည်းဖြစ်တယ်။ရွာကြီးရဲ့မကောင်းဆိုးဝါးပြဿနာကိစ္စမှလည်းသိရှိထားသူဖြစ်ပြီး ရွာကိုကယ်တင်ပေးနိုင်မဲ့သူအားကိုးရှာတယ်။ဒေါ်ဘုတ်ကကြော်စုံးနဲ့ထင်ရှားလို့မိလာတော့ချက်ချင်းစကားမပြောနိုင်သေးဘူး။တပတ်လေးနဲ့နှစ်ဖူးချွေးတုတ်တယ်။ဒီနောက်ကမန်းကရန်လက်အုပ်ချပြီးဇယံနှစ်ယောက်ရဲ့ပညာနဲ့တင်နာကိုယူတည်တဲ့အနေနဲ့ဒုတိယကြိမ်လက်အုပ်ချထားတယ်။ မမတော်ကြပါနဲ့လားဆရာတို့ရေရွာရဲ့ဘေးဆိုးကဆိုးကြီးကိုဆရာတို့တာခဲ့တင်နိုင်ပါဒီအတိုင်းတိုင်းရွာကိုထားခဲ့မယ်ဆိုရင် ရွာပြက်ရကြီးရဲ့ဆရာတို့ရေပြန်လိုက်ခဲကြပါကျုပ်တို့လေထန်လောကီနာကိုရှောက်ရင်ခုနှစ်ရဲ့သားသမီးတို့ခဲ့တင်နေသူတွေပါဒါပေမဲ့ရွာသားအများစုအနေနဲ့ကျုပ်တို့ပေါ်ထင်မြင်လွဲမှားမှုတွေရှိလို့ကျုပ်တို့ရွာရဲ့ပြန်လိုက်ဖို့မသင့်တော့ပါဘူးဆရာကြီးမျက်စံထွန်းရဲ့တပည့်တွေဆိုတဲ့ဆရာတို့နှစ်ယောက်ကိုကြည်ညိုပြီးသားပါ ဆရာတို့ရဲ့အကျင့်သိခါနဲ့တိနာသမားလေးကိုလည်းအကျွင့်မိတ်ရှုံးကြည့်ပါတယ်။ရွာသူရွာသားတွေကိုကျုပ်ကိုယ်လည်းဖြစ်တဲ့နေနဲ့တောင်းပန်ပါမယ်ဆရာတို့ရဲ့ပြန်လိုက်ခဲ့ကြပါ။ပြန်လိုက်ခဲ့မယ်ဆိုရင်တော့မှကိုကန်းချင်မကိုဖန်တင်းနေရဲ့ရွာသားချို့ဟာကျုပ်တို့အနောက်ဆက်ပေးလိမ့်မယ်။အကြောင်းအကျောင်းတွေကြောင့်ကျုပ်တို့ပေါ်ယုံကြည်မှုကင်းမဲ့တဲ့ယူသားရဲ့ရွာသားတွေအတွက်ကျုပ်တို့စိတ်မကောင်းဖြစ်ဖို့ကလွဲပြီးဘာမှမတတ်နိုင်တော့ဘူး။ဘလူနီးနေမှဒီမှာမကယ်နိုင်တော့ဘူးလားဆရာတို့ရဲ့ သူ့ကိုအကြံဉာဏ်ပေးခဲ့ပါတနည်းရောရှိပါတယ်ဒါပေမဲ့အတော်လေးစူးစမ်းအထောက်ဖို့လိုတယ်သူ့တို့အနေနဲ့ရွာသူရွာသားအလုံးခွင့်လွတ်ပါတယ်တရားလုံးနှီးပါရဲ့အသက်ပေးအန္တရာယ်ကပ်ဆိုးကြီးဖြစ်လို့သူ့တို့အနေနဲ့အကောင်းဆုံးနည်းနဲ့ပေးခဲ့မယ်ဖြစ်နိုင်စူးစမ်းကြပေါ့ပြောခဲ့ပါဆရာတို့ရေပြောခဲ့ပါဆရာတို့ပေးတဲ့နည်းနဲ့ဆရာတို့စကားနောက်ဆုံးမျှော်လင့်ချက်ပါဒီလိုပါဒီရေချော်ရွာကြီးရဲ့တစ်ဆင့်ကုန်းရတန်ရေတန်ခင်းထွက်ပြီးအရာဝီမြေချောင်းစံတက်ပါ ခေတ္တန်နဲ့ပရောင်းမြူကြားဖြက်ပြီးပကံညာဟုထိသွားရမယ်။ပေးတာနဲ့ပုပ်ပားမြူကိုသွားပါ။ပုပ်ပားတောင်ကလေးရဲ့ကဘာလုံးကကြုံစည်းဒီကိုရှောင်းရင်ဒိတ်ထန်ပြူပါ။ညီရှောင်းဝိဆာကျုတ်တူဆရာကြီးပြီးတော့ပြန်မျက်စံတော်အကူညီတောင်းကျိုးချောင်းပြောပြီးတော့ဒီဝါရောက်ပင့်ခေါ်ခဲ့ပေါ့။သူ့အနေနဲ့ဒီဝါမြူခြေနှင်းမိပြီးဆိုရင်ပဲရွှေရဲ့ဘေးစိုးကဆိုအနည်းဆိုရီကင်းပြီလို့သာမှတ်လိုက်ပါတော့။တို့တို့မှာဆရာပေးရထားရဲ့တောင်းဝမပြီးသေးလို့ခင်းဆက်ရပါဦးမယ်။ ကျေးဇူးကြီးမားလှပါတယ်ဆရာတို့ရေဒီရွာရဲ့အရေးကိစ္စကိုကျုပ်ကိုယ်တိုင်လုံလောက်စိုက်ထုတ်ပြီးဖြေရှင်းပါမယ်ဆရာကြီးကိုပြင်မှုသွားတဲ့ကာလအတောအတွင်းမှာရွာကိုဘယ်လိုကာကွယ်ရမလဲတရေနှစ်ပတ်14ရက်ခရီးနဲ့ပြီးရှောင်းသွားပါဒီအတောအတွင်းတရေနှစ်ပတ်မှာရွာကိုမကောင်းဆိုးဝါးအန္တရာယ်မကျရောက်စေဖို့ကျုပ်တို့တန်ကဝေကြောက်ကဝေစက်ကျိုးတွေစီရင်ပေးခဲ့မယ်ဒီနေ့လာပြေကျော်တရေနှစ်ဖြစ်လို့လာခွေညမတိုင်ခင်ဆရာကြီးထံရောက်သွားကောင်းပါပြီဆရာတို့ရေ ဆရာတို့လက်ခီးမှလည်းဘေးအန္တရာယ်ကင်းကင်းနဲ့သာသနာပြုနိုင်ဖို့ရကျုံမြတ်တာဖို့ဆုတောင်းပါတယ်။ကျုပ်ကိုခွင့်ပြုပါအောင်ဆရာတို့ကတော့ခဲ့ပါတယ်။နဝင်သိဒေါ်ပုတ်ကျော်စုံးနဲ့ထင်ရှားလို့ပေးလိုက်တဲ့နောက်ဆုံးမျောလင်းချက်ကို အာရဝန္တာတေဆောင်ရင်ရွာတွင်ဝင်သွားပြီ။ညီကိုနှစ်ဦးနဲ့တယောက်ကိုတယောက်ကြည့်ရင်ခေါင်းညိတ်ရင်တန်ကဝေကြောက်ကဝေဆက်တွေကိုအစွမ်းကုန်ထွန်းလို့ပြီးတာမန်လူတွေမမြင်နိုင်တဲ့စွမ်းအားတွေနဲ့ရေကြော်ကြွားကြီးတရွာလုံးကိုကာကွယ်ပေးခဲ့တော့တယ်။ ဒီနောက်တော့အမသာဖြစ်တဲ့ကန္နာယီခီးစနက်ချေဆက်ရင်ရေကြော်ရွာကိုပြီးတိုင်နှုတ်ဆက်ခွဲခွာလာခဲ့ကြတယ်။ဒီနောက်ဒေါ်ဘုတ်ကတကြီးအိမ်ကိုသွားရဲ့အကျိုးကြောင့်တိုင်းမင်းနဲ့မြင့်ဆန်ထုံးကိုသွားရောက်ခေါ်ဆောင်မဲ့ကိစ္စကိုတကြီးကလွှဲပြီးဘသူမှမသိစေဖို့တိုးတိုးတိတ်တိတ်ဆောင်ရွက်တယ်။တကြီးကလည်းကြောက်တဲ့သူမှုရေကြော်ရွာသားတွေကိုမလွန်ဆန်နိုင်လို့ကြော်စုံနဲ့ထင်ရှားလို့မတားခဲ့ခြင်းဖြစ်ပြီးဒေါ်ဘုတ်ဆီယာရှာတဲ့နောက်ဆုံးမျှော်လင့်ချက်ကိုအာကိုရီကြီးစုပ်ကန်ပြန်တယ် ရွာမှာနေလို့လည်းအကြောင်းမထူးတဲ့အတူတူကျုပ်ရောင်းသွားမယ်လို့တော့ဆုံးဖြတ်ထားပြီးပါပြီတကြည်သွားနိုင်ရင်တော့အကောင်းဆုံးပေါ့မိဖို့ရေဒါပေမဲ့နေတယောက်တည်းဖြစ်ပါမလားအဖို့ခေါ်သွားအောင်မလားနောက်ပြီးခီးရွတ်ပါလို့တော့ရွာသားအဖို့ခေါ်သွားလို့တော့မဖြစ်ဘူးထင်တယ်ဒီလိုကိစ္စတွေမှာအပြစ်ပြောဝေဖန်ဖို့လောက်ပဲနားလေကြတာဘာမှမသိကြဘူးဒီတော့တယောက်တည်းသွားပါမယ်အေးခဏနေအောင်တကြည်အိတ်ခန်းထဲဝင်သွားတယ်ဒီနောက်လက်ထဲမှာငွေဆက်ကိုအထက်လိုက်ကင်ပြီးပြန်ထွက်လာတယ် ပြီးတော့ဒေါ်ပုတ်လက်ထဲပေးပြီးရှော့မိဖို့ယူသွားရှင်နှန်းကုန်းနှန်းရှူရှူသွားလာမှာလေးကကရုကလူတွေဟဲ့ဒါတော့အများကြီးမလို့ပါဘူးဆံနဲ့တွေ့တဲ့အခါလက်ချင်အောင်လမ်းစီချန်ပြီးဖူဖူမမှုလေးကရုလိုက်ပေါ်ဟာဒီစကားကြတော့ဒေါ်ပုတ်ပြုံးနေဒီနာငွေကိုသုံးချုံတချို့ခွဲပြီးလမ်းစီညတာယူဆောင်သွားတယ်ပြန်ကန်ဒီမှာတကြီးနေရွာသားရည်နဲ့မထူပါဘူးလို့သာပြောသွားတယ်မြင့်ဆန်တော်ကြောင့်အနေပါစုသူလူတည်တဲ့ဒေါ်ပုတ်ကဆရာပြင့်ဖို့ငွေမလိုတော့တည်နေတယ် ရဘုတ်ကတကြီးရင်ရစင်းနာနဲ့သူ့ရင်ပြန်ပြီးအဝတ်စားယူလို့တနောက်နဲ့သမင်းကြောက်တွေထုတ်ပိုးတယ်။ဒီနောက်ရေတပူးနဲ့ထည့်ပြီးတပတ်တစ်ထည့်ထုတ်ပိုးလိုက်တယ်။ဒီနောက်ပွဲထိုးထားတဲ့နေရုပ်တွေကြူကြူကြားကြားကြားနဲ့ဆရာအစင်ဆက်ကန်ခဲ့တဲ့နေရုပ်ပါတောင်ဝေးကိုထုတ်ယူပြီးတန်ရှင်းရင်လှုပ်လိုက်တယ်။အနည်းနည်းအလားလားတင်ထားတော့ဟောင်းနှွမ်းနေပေမဲ့တစ်မာသားနဲ့လှုပ်ထားလို့နေရဲတောင်ဝေးလျက်နဲ့ရောင်စိုးဝင်းနေတယ်။လက်ကင်ပါပြီးအောက်ချီအားစနေရုပ်ပေါင်း38ရုပ်နဲ့ ပန်လေထူးဆစ်ထားတယ်။ဒေါ်ဘုကတန်ဝေးလက်ကင်မှာထုတ်ပိုးတွေချိန်လိုက်တယ်။ဒီနောက်လက်ပြန့်အင်းကြီးရောလုံးကြီးကိုဝစ်ဆင်ပြီးသပင်းကိုတေးချထုံးဖွဲ့ပြီးစရိုးလေးထိုးတယ်။ပြီးတော့ဘသူ့ကိုမှနှုတ်မဆက်ပဲလေးတယ်တယ်လေးတယ်တယ်နဲ့ပုပ်ပါခီစတင်ချီဦးတည်တော့တယ်။ပုပ်ပန်းနဲ့တောင်အခေါင်မြင်ပြားစုံတော့ပြား၌နန်ရှားကြိုင်တွင်ခါတံပွင့်သည်ရွှေနှင့်ရိုးမှပန်းစကားဆိုတဲ့တောင်တော်ရွှေပုပ်ပွားပွင့်ရဲ့အတိုင်းစကဝပန်းနေဝင်းဝထုံကြိုင်နေတယ် ဥပားတောင်မကြီးတဝက်ခန့်ရှိတဲ့တောင်ကလက်မှာလေအေးချမ်းတိတ်ဆိတ်ပြီးတောတောင်ရှုံမြောင်ပေါ်လာတယ်။တရတော်တွင်တာမန်လူတို့မသိမရောက်နိုင်တဲ့သဘာဝလှိုင်းကူတစ်ခုရှိတယ်။အဲဒီလှိုင်းကူအတွင်းမှာရေကြတန်းလူလူတချောင်းချောင်းမြည်တန်းခက်တိုးတိုးကြားရတယ်။အတန်းလှိုင်းကူရဲ့ပဲ့တင်တန်းကြောင့်တည်တားနေတယ်။ဒီအတန်းလာရကိုလိုက်ပါကြည့်မယ်ဆိုရင်တွင်းမှာလှပေါင်းများစွာပရိဟုဆင်ရင်သမထအားထုတ်နေတဲ့ပုဂ္ဂိုလ်တို့တယောက်ကိုတွေ့ရလိမ့်မယ်။အင်းကြီးဖြူရောင်နဲ့ ပင်ဒီတိုက်ပုံတည်တည်တက်တက်နှစ်ထပ်ဝစ်ထားပြီးအညူရောင်ပစူးနဲ့ခန့်ညားလာတဲ့ယောက်ျားဖြူတူနောက်ကျောင်းကကြည့်ရင်တော့မကုံမကိုင်းတင်းမတ်တဲ့ကိုဟန်တီကြီးရဲ့မျက်နှာထားနဲ့စူစီးထုံးဖွဲ့ထားမြင်မျက်မှောင်နဲ့စံတွေလေကုတ်ကပကုန်းထီအောင်ဝဲကျနေတဲ့စံပြားဘေးနာဆေးနွေအိမ်နဲ့လက်ထင်းကပတိတို့ကတာမန်ယောက်ျားတူမဟုတ်တဲ့တွင်ပြင်းလက္ခဏာတွေတွေ့ရတယ်တီကြီးရဲ့မျက်နှာထားနဲ့မျက်နှာချထားတော့သူ့ရဲ့မျက်နှာမှာလဲ ကျင်းလုံးမကျင်းလုံးညဉာတဲ့နှစ်ဖူးပြင်ရှိတယ်။မျက်လုံးစုံကအနေငယ်ထူပြီးဖြောင့်တန်းနေ။မျက်တွင်းပါးပါးခြိုင်ပြီးနှာရန်ပေါ်ပြီးပါးတဲ့နှခမ်းလေးရှိတယ်။မျက်လုံးမိတ်ထားလို့သာမျက်လုံးဖွင့်ထားရင်သူ့ရဲ့မျက်လုံးတွေကကြကြမကြည့်နိုင်အောင်ဆူးရှထက်မြက်တယ်။တခါမြင်ဘူးရင်အမြင်အာရုံမှာမှတ်မိနေနိုင်တဲ့ပုံစံနဲ့မျက်လုံးပိုင်ရှင်ဖြစ်တယ်။ဒီပုဂ္ဂိုလ်ကကိုယ်နဲ့တိုင်တိုင်အစာမရှိရေမရှိနဲ့ထိုင်ရမထဘဲတူတဲ့ကြင်ကြံနေတယ်။ ဒီနေ့အာယုံတက်ချင်ရဒိတ်ထန်ပြီးမြောက်ရနေ့ဖြစ်ပြီးရှေ့၃လမှာတရဏဂုံ၉တောင်အလဲ၃လမှာတန်ဘုတ်ဒီဂါရာ၉တောင်နောက်ဆုံး၃လမှာစမလီလုံးဂါရာတော်၉တောင်တို့မရွေးတဲ့စိတ်မမိတ်မတုံသောလုံလာတို့နဲ့ကြင်ကြံအားထုတ်ခဲ့တယ်ဒီလိုဒိတ်ထန်ပြီးဆုံးတော့နောက်ဆုံးပရိတလုံးကပင်လေကူနေကြောက်ခနေကြတော့ကောင်းကင်မှာတင်ဆိုင်ငယ်တွေအုံမဲပြီးဝင်းကျင်မှာမူးမောင်ကြသွားတော့တယ်နေပန်းခွေနွယ်တို့တဝင်းဝင်းတလက်လက် မီးစက်ကျူးဆင်းပြီးကောင်းကင်တစ်ခွင်လုံးတိမ်မင်တုံးတို့ပြိုဆင်းပြီးမိုးသေးထန်စွာရွာတော့တယ်။မိုးကျိုးသုံးချိန်ဇက်တိုက်ပြစ်ပြီးထိရှုံးတဲ့မိုးတို့ကလိုင်ကူဝင်းကျင်ကိုစင်ကြအောင်စေးကျွန်းလိုက်တယ်လို့ရေတွေနဲ့ဖွေးနေတော့တယ်။ဒီလိုသေးထန်တဲ့မိုးတိမ်မဲတွေမကြခင်အချိန်မှာလေပြင်းနဲ့အတူလွင့်ဆင်ပြီးတဲ့နောက်အရှိရနေဝန်ကရှောင်းနေပြေးပြီးဝင်းလက်ထွန်းလင်းတောက်ပါတဲ့အဟုန်နဲ့လောကတဲ့တခွင်ကိုအလင်းဆောင်နေတော့တယ်။တစ်ချိန်တည်းမှာပဲနိုင်ကိုအတွင်းအဋ္ဌံထွက်လာတဲ့သူက နားထဲမှာဩစာပြေးွားတဲ့အတန်တစ်ခုကြားရတယ်။ဒီအတန်လူလောကလာတာမဟုတ်ဘဲဝိစာရုဆန်ရာမဟာမြန်ရလာတဲ့အဖိုးရဲ့အတန်ဖြစ်တယ်။သာဓုသာဓုသာဓုဆုံးမရောက်သေးရတော့တလန်းပြီးတလန်းလျှောက်ပြီးတော့ကံလန်းညံလန်းများအတွက်တော့အစဉ်သင့်မှာပဲအဖိုးရဲ့ကြုံမကြီးတွားပါဦး။ကောင်းမှုမြတ်နုကောင်းအောင်ကျိုးနုကောင်းကျိုးကို၌တည်စေမင်းပေါ့။ဒါကြောင့်လေအောက်ကဝီတစုဖြစ်ကနေအသွင်ပြောင်းလဲလို့ ရေရှောက်ဝိစာပြီတော့ပြန်မျက်စံထွန်းရလို့ဖြစ်နာရတာပေါ့ကွယ်မရဏရွာကြီးကြောင့်ခီးတခုတော့ကြုံရပြန်ပြီအဖိုးကြီးပုပ်ပန်းမြေကိုစွန့်ပြီးကိစ္စများတဲ့လူတို့နေရက်ကိုတွားရပြီတော့မယ်ဘိုးတာရုခေါ်ပါတယ်ငါတန်းကြီးစိတ်မှာမရဏရွာကြီးကိစ္စကိုယ်တိုင်တွားပြီးဖြေရှင်းမှုစင်တဲ့ဖြစ်ပြီဆိုတာအဖိုးမြင်နေဒါပေမဲ့လာနေသူစောင့်လိုက်ပါငါသားအခုတွားရင်အခုရောက်မှာဆိုပေမဲ့ရွာသားကြီးအမြင်မှန်ရှာဖို့စောင့်တင်ပါတယ်ဟုတ်ပါတယ်ဘိုး ကျုပ်တပည့်နှစ်ဦးလေအပြည့်ပြုလာသူတို့ပေါ့မြစ်တာထားတတ်လာတာမြင်တော့ကျုပ်ကြည်နူးမိပါတယ်။ရွာကြီးကိစ္စရှုပ်တွေးပေမဲ့လာနေတဲ့နှဝင်သိရဲ့စူးစမ်းမှုလေလက်ကမဖြစ်ရအောင်ရွာကြီးမှာကြံခဲ့တဲ့ရွာသားကြီးလည်းအမြင့်မိုင်ရှောင်းတောင်ပေါ်ဖျားနေဆောင်ပေဒီလိုနဲ့နှဝင်သိတော်ပုတ်လာအောင်မျက်စံထုံးစောင့်ကြည့်ရင်တောင်ကလက်ပေါ်ပရိဒကုံအစ်တလုံးနဲ့တက်သွားတော့တယ်။တဘုကလည်းကုန်းနဲ့တမျိုးရှင်နှန်းတသွေးနဲ့ဇီယာနှစ်ဦးပြောသလိုအရာရီမြစ်ကိုစံတက်ပြီး ဘရောင်းနေခေတ္တရမြို့ကြဖြတ်ခဲ့တော့တယ်။ကြံရိတ်ခဲ့ပြီးဖြစ်တဲ့မြဝကျုံးမဒေတာမှရှိတဲ့ရေကျုံရွာကြီးဟာအာဂူရမဲလာတယ်။ကျုံစုံးနဲ့ထင်ရှားတို့ကစီရင်တွင်နဲ့ကာဝယ်ပေးခဲ့လို့သာအနေရမဖြစ်ကြပေမယ့်တရွာလုံးငကူကလိုမကောင်းစွာချင်းချောက်မှုကြောင့်မြေကြောင့်နေကြရတယ်။ဒါပြင်အထာအနေရတစ်ခုနဲ့ရှိနေတယ်။နူရဝဲဆွဲဆိုးဆိုးလို့ခက်ခဲကြုံနေရတဲ့ကြားကနေဖူပင်ရဲ့ရန်ညှို့ကလည်းရေကျုံရွာကြီးအတွက်အနေရတစ်ခုဖြစ်နေတယ်။ ဒီနေ့ဖိုးပင်ရန်ရွှေအောင်နောက်တစ်ကြိမ်အန်ရပြို့ဖို့ရောက်လာခဲ့ပြန်နေလိုက်ကြဟေးလိုက်ကြမိလူကတော့အေးရိုက်ကွာတကြီးဟိုကွေမှာတယောက်ဟာပြေးပြီလိုက်လိုက်ရေကျော်ရွာတကြီးဦးမြင့်ရွှေနဲ့ရွာသားအများစုဒေါက်တာလက်နဲ့ကိုစီနဲ့အမဲနဲ့တလူစုညံ့နေတယ်ဒီအချိန်မှာရွာလေးဝင်လာတဲ့ဖိုးပင်နဲ့ဓမြအုပ်စုကိုတူတူတတိချတာရဲ့ရွာဆောင်ကင်းဖွဲရမြင်သွားပြီးအချက်ပြီးတော့ဓမြတွေတရွာလုံးကအင်းတိုင်းအားတိုင်းလိုက်လံနှိမ့်နေကြခြင်းပဲတကြီးရဲ့နှလုံးပြူးတဲ့နဲ့ ရောဂါရမ်းကပြင့်လိုက်တော့ကြီးနေရဲ့ဓမြတယောက်လဲသူ့ကိုပြစ်ပြီးအထင်နဲ့ထိုးဝစ်သွားတယ်။ညီမမှောက်ရင်လဲတာနဲ့နောက်ကရွာသားတွေအမိရဖမ်းဆီးပြီးထိုးချိန်ရိုက်နှက်တော်တယ်။ဒီကောင်ကြီးလက်လုံးချင်းလုံးပြင့်မယ်။တော်ပြီတော်ပြီဒီကောင်ကိုတိတ်ချမလို့ကျိုးတော့ပြီးအိမ်ကိုခွန်လာခဲ့စမ်း။ဟုတ်ကဲ့တကြီး။လက်ရဖမ်းမိရဲ့ဓမြတကိုတကြီးဦးမြင့်ရွှေနဲ့အိမ်ထဲမှာပဲလက်ပြန်ကျိုးတော့ပြီးထိတ်တုံးခတ်ထားတယ်။ဒီနောက်အင်ဂျင်နဲ့ရှေခောက်တင်ပြီးတညာလုံးလက်သီးတစ်လုံးနဲ့ဆုံးမပြီးတော့ဓမြရဲ့မျက်နှာမှာ ကျင်းငါတင်းတို့ဖြစ်သွားတော့တယ်။ဟိုင်းပြောစမ်းငါအိမ်ကိုတိုက်တွန်းကမင်းပါရမို့လား။ပြောလေ။ပပါပါတယ်တကြီး။အေးအမှန်တိုင်းဝင်းမခံလို့တော့သိမယ်။ပြောစမ်း။ကျွားကိုမီးရှို့တာလေ။မင်းတို့ပဲငါအိမ်နဲ့တခြားအိမ်ကအတွင်းပစ္စည်းတွေဖောက်တာလေ။မင်းတို့ပဲမို့လား။အမှန်ကိုပြောစမ်း။ဟုတ်ဟုတ်ပါတယ်တကြီး။ကိုဖိုးပင်ကသူ့ကိုယူတက်တဲ့ကျွားကိုလက်စားချိမယ်။ကူညီပေးမင်းတို့ကြိုက်တာရောယူဆိုပြီးခိုင်းလို့ပါပစ္စည်းတွေအားလုံးကုဖိုးပဲအိမ်မှာတင်ထားပါတယ် ဒါဒါပေမဲ့ဘာဒါပေမဲ့လဲဘာဖြစ်တာလဲပြောပြောပြောပါမယ်ရွာကိုမီးရှို့တာကြောက်တော့ပါဟိုတင်းချိုင်းမှာရွာသားကိုတတ်တယ်တဲ့ကြောက်မပါပါဘူးကိုဖိုးပင်နဲ့တခြားလူတွေတက်လိုက်တာပါဟာတကြီးနဲ့တူအခြားခြားတည်းရဲ့ရွာသားတွေအံဩကုန်တယ်တရွာလုံးစိတ်ထင်မှာမကောင်းဆိုးဝါးလွတ်ပြီးရွာသားတွေကိုတက်လိုက်တယ်လို့ထင်လွဲနေခြင်းပဲတကြီးနဲ့အမှုမှန်ပေါ်ဆက်လက်စီရင်အဲ့ဒီညာကိစ္စဖိုးပင်ဆိုတဲ့ကောင်မင်းတို့ဘာပြန်ပြောလဲငါ့ကိုအကုန်ပြောစမ်း ပြောပြောပါလေတကြီးသူတို့တွေတီးရွာသားတွေကိုတက်ပြီးတော့ရွာသားတွေမြုပ်ထားတဲ့အိုးရှယ်ဒနာကြီးဖွက်တယ်ထင်ပြီးတော့ရိုက်ခွဲခဲ့ကြတယ်လို့ပြောပါတယ်အဲ့ဒီညာအိုးရဲကနေဘာရှယ်ဒနာမှထွက်မလာပဲမကောင်းဆိုးဝါးတွေထွက်လာလို့ဒါမျိုးမယုံနဲ့ကိုဖိုးပိန်တော့နှစ်ရက်လောက်ဖြားပြီးစိတ်ကူးလိုက်ရပါလေတကြီးရှာပြီငါသဘောပေါက်ပြီဟဲ့ကောင်တွေဒီကောင်မနဲ့မြုပ်ခတ်ပို့မယ်မပို့ခင်မနဲ့ပြန်မှာတရွာလုံးကိုငါရီရှိအရောက်ခေါ်ခဲ့စမ်းငါတို့အထင်လွဲပြီးဟိုဆရာတို့နှင်းထုတ်မိပြီး ဟုတ်တယ်တကြီးရကျုပ်တို့ရောကဲတင်ပေးရဆရာတွေပေါ့ကျုပ်တို့ကြီးစုခဲ့မိပြီကျုပ်တို့မှားသွားပြီဆိုတာတရွာလုံးသိတယ်နေဒီလိုနဲ့မနဲ့လင်းတာနဲ့ဓမြအောင်မျိုးကပ်ပိုးပိုးကိစ္စနဲ့တရွာလုံးရှိမှလဲဖြစ်ချောင်းကုံစင်ကိုဓမြအောင်ဖွင့်ရတော့တယ်တေခါကြော်စုံးနဲ့ထင်ရှားတော့ပေါ့ကြီးစုခဲ့မိရဲ့ရွာသားတွေနောင်တရမဆုံးဖြစ်ကြတော့တယ်ဆရာနှစ်ဦးရဲ့ညံ့ပြင်းမှုကြောင့်မဟုတ်ပဲဓမြပြီးနှောက်ရှက်လို့သာမကောင်းဆိုးဝါးလေးလွတ်ကုန်တယ်လို့အားလုံးသဘောပေါက်ပြီးမြင်မှန်ရှာလာတယ် ီအချိန်မှဆရာနှစ်ဦးကိုလိုက်ရှာဖို့ငပူကအားကျိုးမှန်တမ်းဖြစ်နေတော့တေဝါလုံးငပူကိုဝိုင်းပြီးပြစ်တင်ပြောဆိုကုန်တော့တယ်။ရွာသားကြီးပြန်သွားတဲ့အချိန်တကြီးမှပြောမပြတဲ့ကိစ္စတခုရှိတယ်။ဒါကကြော်စုံးနဲ့ထင်ရှားလို့ရဲ့ဆရာမြင့်ဆန်ထွန်းလက်ဝင်သေးဒေါ်ဘုတ်တွားရောက်ပင့်ဆောင်နေအကြောင်းပဲ။ဒေါ်ဘုတ်ကလည်းခရီးရှိချိန်ဆက်ခဲ့ရာနေဆေးရက်ခန့်ကြတော့ညာဦးရက်ကိုရောက်ခဲ့တယ်။အဲ့ဒီကတစင်ပုတ်ပါးထိသွားတော့မနဲ့ဝင်းလီဝင်းလင်းချိန်မှာပုတ်ပါးတောင်ကလေးတောင်ကြီး ဒေါ်ရန်လေးရှင်ရောင်ရောက်လာတယ်။တောင်ကြီးမှာသမင်းကြောင့်လေးတွေနဲ့တောဆောင်တောင်ဆန်းတဲ့တွေကိုပူဇော်ပတာပြီးသူနည်းစာရင်ရေတောက်လိုက်တယ်။ဒီနောက်ခဏပန်းဖြစ်ရင်တောင်ပေါ်မတက်သေးပဲသစ်ပင်အောင်မှာတရေအိပ်ပျော်သွားတော့တယ်။ဟေးငါတောဆန်းမှာအိတ်နေရဲ့နဲ့ဝင်သိထလောအခုထလောဒေါ်ပုံလေးအိပ်ပျော်နေရာကနေအိမ်မက်လူလူတကယ်လူလူနဲ့လန့်နေတော့ဝိဖြူစင်ကျင်နဲ့ခေါင်းပေါင်းဖြူစင်ထားတဲ့အဖိုးကြီးတယောက်ကိုတွေ့တယ်။ဘလူပုဂ္ဂိုလ်များပါလဲ။ ကျုပ်ကိုနှိုးရတာဘာကိစ္စများလဲကျုပ်လာတာအများအကျိုးလူကျိုးဆောင်မှုကောင်းသောလာခြင်းပါကောင်းပြီလေကျုပ်ကဒီတော့အစိုးရရဲ့တောဆောင်နဲ့ပါပဲတောကိုဝင်ချင်းတင်စီမှာပါတဲ့စာနဲ့ရိတ်ခါတွေကိုပါဠိနဲ့စာအဖြစ်ပူဆော်ပြီးတော့ထားရိတ်ခဲ့ပြီးတော့ကောင်းလာပါပြီတောဆောင်နဲ့မီးဒီလိုပြောတာနဲ့တော့ဘုရဲ့ထမင်းကြောင့်ရေဘူးနဲ့အဝိထုတ်ကြီးပါပျောက်သွားတော့တယ်တော့ဘုလည်း38မိနစ်နဲ့ရုပ်ပါတောင်ဝင်းလေးကိုပဲကောက်ဆွဲပြီးတော်ရင်ဝင်ခဲ့တော့တယ်ဒီနောက်တောင်ကြီးကိုရောက်တော့ တောဆောင်နဲ့လိုပဲအတွင်တစ်မျိုးနဲ့အဖိုးကြီးကတားပြန်တယ်။နဝင်သေးမိမငါဒီတောင်တော်အစိုးရတဲ့မဟာဂိရိနတ်မင်းဖြစ်တယ်။တင်တောင်တော်တက်ရောက်လို့ရင်တင်လက်တွင်မှရှိတဲ့နေရဲတောင်ဝေးကိုထားခဲ့ပြီးတော့တော်ပုံလေးတစ်ခုတည်းသောအာကိုရတောင်ဝေးကိုကြည့်တယ်။ဒီနောက်လာရင်ကိစ္စသာအရေးကြီးတယ်။ကောင်းပါပြီလို့ပြောတော့တောင်ဝေးကပြောက်ွယ်သွားတော့တယ်။တော်ပုံကြော်စောနဲ့ထင်ရှားလို့မှားခဲ့တဲ့အတိုင်းတောင်ကလက်ပေါ်မှာရှိတဲ့ကဘာလုံးစီဒီမှာမျက်စံထုံရှိနေမယ်လို့အားခဲ့ပြီး တောင်းတက်ခဲ့တယ်။ဒါပေမဲ့တောင်းတလန်းတစ်ဝက်မှာကြာဟင်းတန်တွေကြာရပြီးမကြခင်တော်ရရကြားတဲ့ကောင်ဒေါ်ဘုတ်ရှင်ရဥတီနာနေတယ်။ဒေါ်ဘုတ်ကြောက်ကြောက်နဲ့မျက်လုံးမှိတ်ထားလိုက်တယ်။ဒီနောက်သူ့စိတ်မှာစုံပြည့်ချက်တစ်ခုချလိုက်တယ်။ပြီးတော့လက်အုပ်ချီမိုးပြီးတန်ကျဲကျဲနဲ့တမာဒီဝလောကပါလာနဲ့တို့ တိုင်တည်ပြီးကျွန်ုပ်နဲ့ဝယ်တဲ့ဒေါ်ဘုတ်သစ္စာပြုတိုင်တည်ပါတယ်။ကျွန်ုပ်သည်ရှင်ရွာကျူးလူကျူးမျောပြီးစွန်စားလာခဲ့ရတာဖြစ်ပြီးကိုကျိုးမရည်ရွယ်ခဲ့ပါ ဂျာတာရဲ့တရိစ္ဆာန်သွေးသားစားမယ်ဆိုရင်လေတက်ကိုပေးဝင်ပြီးဖြစ်တယ်။ဤသစ္စာမှန်ပြီ။ခီးနန်းဆုံးရမှာဝိဆာကိုဖူးပြီးရင်ပြန်တော့ခါဂျာစာချစ်နူကဖြစ်စေတော့ဒီလိုတိုင်တည်ပြီးသစ္စာပြုတ်ပြီးတော့မျက်လုံးဖွင့်ကြည့်တော့ဂျာရဲ့တစ်ဖက်ပြန်ပြီးတော့လှည့်ထွက်သွားတယ်။တေခါတော်ပုံလေးတောင်ပေါ်မှာရှိတဲ့ဇေဒီလေးကိုအဝေးကနေជីជីနူနူဖူးမြော်ရင်းတောင်ထိပ်ရောက်ပေပေါင်း2000ကျော်တက်လန်းလာခဲ့တယ်။တောင်ထိပ်ကိုရောက်တော့ အဖဘူးမင်းကောင်ရဲ့ကဘာလုံးကကြောင်စီဒီကိုဥစွာတွေ့တယ်။ဒါပေမဲ့စီဒီနီးမှာထင်ရှားတဲ့ကြော်စောလို့ပြောသလိုမျက်စံတွန်းမတွေ့လို့အမောဆုတ်သွားတယ်။တောင်တက်ခီးတစ်ချောင်းအစမရှိရေမရှိတောင်ဝေးမပါတကူရဲတက်ခဲ့တဲ့တန်60ကျော်60နီးနီးအဖွားကြီးတော်တော်ဖယားကိုလက်အုပ်ကြီးရှ िख ိုးရင်းချွေးတလုံးလုံးနဲ့မောပန်းနေတော့တယ်။ဒေါ်ဘုတ်ထုတ်ပိုးနေပါလား။ခုထိအမောမပြေသေးဘူးနာ။ဒေါ်ဘုတ်တန်ကြားရလှန့်ကြည့်တော့မျက်စံတွန်းကစီဒီရှင်ပြင်ဘက်ကို တလန်းချင်းလာနေရတွင်တို့ဝမ်းသာသွားတယ်။အထုတို့တို့ကိုလမ်းမာတွေကနှက်ဖွက်တလူပျောက်သွားပြီမေ။အမှန်တကယ်ဘေးမှာပြန်ရောက်နေတယ်။အမောမပြေသေးဘူးနာမျက်စံထိုးကမေးတာနဲ့ဒေါ်ပုံရှိအေးတစ်ခွက်တောင်းလိုက်ရသလိုအေးမြကြည်နေပြီးတက်ရှူမှန်မှန်နဲ့အမောပြေသွားတယ်။ဒေါ်ပုံစိတ်ထဲမှာစွမ်းလာကြည်နာလို့တွေးရင်းမျက်စံထိုးကဘာပြောမှမသိရကြောင်းမိယာခိုယာအာခိုယာတောင်းဝင်းလေးမရှိတော့ခက်ခက်ခဲခဲစူးစမ်းပြီးတက်ခဲရပါတယ်ဆရာ။တောင်းဝင်းရဲ့ခမည်းလက်ထဲမှာပါ။ ဒီလိုပြောရတဲ့ဒေါ်ဘုတ်ကိုင်းနဲ့38ပါးနေရုပ်ထုနဲ့တာဝေးလျက်လက်ထဲရောက်လာတယ်။ဒေါ်ဘုတ်လည်းဝမ်းသာအားရဖြစ်ပြီးရှေ့တည့်တည့်မှာလာထိုင်တဲ့မျက်စံတွန်းဦးချကြောလိုက်တယ်။မျက်စံတွန်းကအသက်30ကျော်အရွယ်ဖြစ်ပေမယ့်တက်တန်းမငယ်တော့ဘူး။ဒေါ်ဘုတ်လည်းအသက်ကုန်းဝါပညာသိက္ခာတမာရီတို့ပူဇော်တဲ့အနေနဲ့ဦးချကြောပြီးတဲ့နောက်နေဝင်သိဒီကိုခက်ခက်ခဲခဲလာခဲ့ရတာ။ကြောင်ရင်ရှိလို့လား။ဆရာထံစိုက်စိုက်လာခဲ့ရတာပါပဲ။ ကျောင်းကတော့ရွာကိစ္စပါဆရာ။စိုးပါဒီလိုပါဆရာ။ကျုပ်တို့ရွာအေယာဝီမြဝကျုံမမှာရှိပါတယ်။ဆင်းရတပည့်နှစ်ဦးလည်းရောက်ခဲ့ပါသေးတယ်။ရွာမှာကျင်းစာလုံလုံအတိုင်လုံလုံဘာမှမသိရဲ့ပြောကကြောင်းအကောင်စိုးကအန်ဒီရဲ့ကျုံနေရပါတယ်။ဆင်းရတပည့်နှစ်ဦးလာရောက်ဖြည့်ရှင်းပြီးတော့ကိစ္စအောင်မြင်ပေမယ့်ကျောင်းမျိုးမျိုးကြောင့်နှောက်ရှက်ဖြစ်ခဲ့ပါတယ်။မသိနားမနေတဲ့ရွာသူရွာသားတွေကလည်းဆင်းရတပည့်နှစ်ဦးအပြစ်မြင်ပြီးရွာနှင်းလိုက်တဲ့လူတွေဖြစ်ခဲ့ကြပါရဲ့ဆရာ။ တဖိတ်ရွာဖိုးပိန်လို့ခေါ်တဲ့တယောက်ကဓမြွေနဲ့ပေါင်ပြီးနှောက်ရှက်ကြတာပါအခုခမည်းတော်ဒီလာနေတဲ့အချိန်တွင်းမှာပဲရွာတကြီးနဲ့ရွာသားတွေဖိုးပိန်တို့အဖွဲ့ကဓမြတူကိုဖမ်းမိလို့ပြစ်မှန်တွေထွက်ဆိုပြီးရွာသားတွေအမြင်မှန်ရသွားပြီကျုပ်တပည့်နှစ်ဦးလဲရွာဟုတ်ကားခွဲလေးလှုပ်ပေးခဲ့ကြတယ်ထင်တယ်ဟုတ်ပါရဲ့ဆရာကျုပ်တောင်းပန်ပြီးအကူအညီတောင်းခဲ့ပါတယ်အခုရွာရဲ့ကိစ္စလာခွေညာရောက်တိုင်းရွာသားတို့အသက်ဆုံးရတဲ့အဖြစ်ဆိုပြီးပါဒီအတိုင်းဆိုရွာပြတ်ရပါတော့မယ်ဆရာ မျက်စံတော်ကောင်းတညင်ညင်နဲ့နားထောင်ရင်းဒေါ်ဘုတ်ပြောနေစွာကိုအာယုံခံကြည့်တယ်ဒီနာကိုရန်လိုက်ပါဖြည့်ရှင်းရတော့မယ့်ကိစ္စဖြစ်နေအောင်သိနိုင်တယ်မကောင်းတဲ့လောကီပညာတွေကိုအပြီးတန်အမြင့်ဖြင့်နှိမ်နှင်းကူညီပေးဖို့လာပြီးတောင်းမယ်ရင်ရွာကိုပင့်ဖိတ်ခြင်းလိုပါဆရာကောင်းပြီလေကောင်းပါပြီကျုံလည်းအတိတ်ထံအောင်ခဲ့ပြီမို့ခုနှစ်ရက်သားသမီးတွေကဲတင်ဖို့ရာအခါကြပါပြီကျုံလိုက်ခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဆရာကျုံဆရာနဲ့ခုလိုဆုံရတာကိုလေဝမ်းလေးဝမ်းသာမိပါတယ် ဆင်ရောက်ကြတော့ပါတယ်ဒီလိုနဲ့လကွယ်ဖို့ငားရခန့်သာကြံတော့တာကြောင့်ပုပ်ပွားမြေရနေမြဝကျုံမဒေတာတိုင်းဒေါဘုံနဲ့မျက်စံထွန်းတို့ခီးဆက်ရပေတော့မယ်တံပေါ်ကနေအစင်းစင်းဆင်းလာတော့လမ်းတဝက်ရောက်မှရှေ့မှာကြားရကောင်နဲ့ပက်ပင်းတိုးမိတယ်ဒီတော့မှဒေါဘုံလေးသစ္စာစုခဲ့တာအမှတ်ရလို့ကြားယူစိတ်စိတ်ကြည့်တယ်သူ့ရဲ့စိတ်ထဲမှာမျက်စံထွန်းကူပါခဲ့ပါလို့လည်းမပြောတော့ဘဲသစ္စာပြုခဲ့တယ်လို့ပဲကြားစာဖြစ်လို့ကဖြစ်စီတော့တွေးထားတယ်ဒီနောက် တောင်ဝင်းလေးမှာထုတ်ကိုချက်ရင်းကြားရှိအောင်တလန်းချင်းတိုးသွားခဲ့တယ်။မျက်စံထွန်းလေးဒေါ်ဘုတ်ရဲ့တိစ္ဆာကိုစမ်းတန့်လို့ရာကြောင့်ဘာမှမပြောဘဲခက်တီလေးသာကြည်နေလိုက်တယ်။ဒီနောက်ကြားရရလဲတလန်းချင်းရှေ့ကိုတိုးလာတယ်လို့ဒေါ်ဘုတ်ကလည်းနောက်မဆုတ်ကြားနေလို့အလွန်နီးကပ်လာတဲ့ချိန်မှာကြားရဲ့လှုပ်ရှားမှုပုံမနှိမ့်မြန်လာပြီးဒေါ်ဘုတ်နီကိုပြေးဝင်လာခဲ့တယ်။ဒီနောက်အန်ဒီရဲ့မပြူဘဲကြားရဲ့ကြောင်လေးတစ်ကောင်လိုပြုံမှုနေတာတွေ့ရလို့မျက်စံထွန်းပြုံးပြီးကြည့်မိတယ်။ ။ဥလားတန်လန်နဲ့ကြားရဒဘုံနီသွားလာရင်ရှေ့ရနေလမ်းပြလို့မျက်စံထုံးတဲ့ဒဘုံလဲကြားရင်နောက်လိုက်ခဲ့တော့လာလန်းထပ်ပူပြီးတောကနေမြန်ထွက်နိုင်ခဲ့ကြတယ်။တောဆက်ကိုရောက်တာနဲ့ကြားရင်တောထဲပြန်ဝင်သွားလို့မျက်စံထုံးတဲ့ဒဘုံတို့လဲပုပ်ပားတောင်ကြီးကိုကြောက်ခိုင်းရင်အေယာဝီမြေရှိရာကိုခြေဦးလှဲခဲ့ကြတော့တယ်။ပရိသတ်များရှင်ဒီနေ့တင်ဆက်မှုကိုတလောင်းနေပဲရှင်းနာချင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။